အာနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါဒဖြင့်ရိုက်ကူးမှုတွေမှာနမဲကြီးအမှုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးတော့ညင်းဆန်တဲ့သူအားလုံးကိုအေးအေးယူသွားမယ်ဆိုပြီးတော့စစ်တပ်ကချင်းချောက်ပြောဆိုခဲ့တယ်လို့အမှုပညာအတိုင်းဝန်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။မြန်သစဉ်သတင်းပေးပို့ထားတာပါရှင်။ အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းမှ ပါဝင်ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြည်တံပြုလုပ်တာနဲ့တပိတ်မောက်တာပြင်းထန်ထိရောက်သွားတဲ့အတွက်စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျော်ဟာအမှုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့ကခေါ်ယူတွေ့ဆုံခဲ့တာဖြစ်တယ်လို့အမှုပညာတိုင်းဝိုင်းနဲ့နှိဆက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ် ရန်ကုန်မြို့ရွှေတောင်ကြားမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့နမဲကျော်တရုတ်ဆောင်တွေအပါအဝင် နမဲကြီးတရုတ်ဆောင်အမှုပညာရှင်တွေ အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကြွေးကြော်သံတွေစားတဲ့ဝါရဖြတ်မှုတွေမှာပါဝင်ရိုက်ကူးပေးရမှာဖြစ်ပြီးညှင်းဆန်သူအားလုံးကို အထက်အမိန့်ရအရေးယူမယ်ဆိုပြီးဦးအေကျွဲကချင်းချောက်ပြောဆိုခဲ့တယ်လို့နှိဆက်သူကပြောပါတယ်သူရဲ့ပြောဆိုချက်ကိုတော့ လုံချုံရေးချင်းနေရ DVB သတင်းတောက်တယောက်ကအတန်အစားထုတ်ဖတ်ကြားပေးထားပါဗျ။လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှုပညာရှင်တွေအားလုံးပါရမယ်လို့ပြောပါတယ်။ပြီးတော့အခုရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့လူမင်းပြတီဦးအင်ရဂျော်စင်မှာမကျန်နာမည်ကြီးတရုတ်ဆောင်အမှုပညာရှင်တွေအားလုံးပါဝင်ရမယ်လို့လည်းပြောပါတယ်။မပါဝင်ရင်ညင်းဆန်နေရင်ညင်းဆန်သူတွေကိုအထက်အမင်းရအားလုံးကိုအေးအေးယူမယ်လို့လည်းပြောတယ်။ရွေးကောက်ပွဲဝါရဖြန့်ဇလန်းမျိုးမဟုတ်ပဲရွေးကောက်ပွဲကမ်ပိန်းစာသားတွေကို အနုပညာရှင်တယောက်ချင်းစီရွတ်ဆိုထားတဲ့ဗီဒီယိုတွေကိုနိုဝင်ဘာလမှာစတင်ရိုက်ကူးသွားမှာဖြစ်ပြီးသတင်းနဲ့ဖြော်ပြ Channel တွေအားလုံးမှာထုတ်လွှင့်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်တပ်ရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းနဲ့တရုတ်ဆောင်တွေကိုဝေဖန်ခဲ့လို့ဆိုပြီးဒါရိုက်တာမိုက်တီဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံနိုင်တို့ကို အော်တိုဘာလ29ရက်နေ့ကစစ်တပ်ကဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြည့်ဆည်းခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီရွေးကောက်ပွဲဝါရဖြန့်ဇလန်းတို့နဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်မှာကန့်ကွက်ရေးသားချက်တွေကို အသေးပုံ တုံ့ပြန်ချက်လက်ဖရီရက်ပေးတယ်လို့ဆိုပြီးဒရိုက်တာဇဘူးထွန်းတန်လွင်နဲ့အောင်ချမ်းလူတို့ကိုလည်းအော်တိုဘလာ29ရက်နေ့ကစစ်တပ်ကဖမ်းဆီးလိုက်ပြန်ပါတယ်။စစ်အုပ်စုဟာခေအဆက်ဆက်ကလေးကဝါရမိုင်းတိုက်ဖို့အတွက် အနုပညာသမားတွေကိုသူတို့ရဲ့လက်ကင်တုပ်အဖြစ်အသုံးချလာခဲ့တာဖြစ်ပြီးအခုလိုရွေးကောက်ပွဲနီလာချိန်မှာလဲထပ်ပြီးအကြက်ကင်တဲ့နီလန်းတွေကိုသုံးမှာဖြစ်တယ်လို့တရုတ်ဆောင်ထက်မြက်ကဆိုပါတယ်ရွေးကောက်ပွဲနီလာရဲ့အချိန်မှာမြန်မာစစ်တပ်ကပြည်သူတွေကိုဝါရမိုင်းတိုက်ဖို့အတွက်ပြည်ထဲမှာရှိတဲ့အနုပညာသမားတွေကိုသူတို့လက်ကင်တုပ်အဖြစ်အသုံးပြုနေမှာပဲဒါကလည်းအခုမှမဟုတ်ဘူးအခက်ဆက်ဆက်သူတို့သုံးလာတဲ့ပုံစံပဲဒီတစ်ခါကျွန်တော်ပြည်သူတွေကဘွိုက်ကော့ထိထိရောက်လှုပ်လိုက်နိုင်တယ် ဲ့တော့ဒီပြည်တွင်းမှာရှိတဲ့နှုပြန်သမားတွေကိုစစ်တပ်ကထပ်ပြီးတော့အကြကန်တဲ့နေကိုသုံးပါပဲအဲ့တော့စောစည်းတွေကတော်လန်ရေးဘက်မှာပြတ်တာမရက်တီခဲ့တော့ဒီချိန်မှာသူတို့ခိုင်းတာလောက်ရမှာပဲလောက်ရကသမိုင်းပဲလीပြည်သူတွေအနေနဲ့လည်းစစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုထပ်ပြီးတော့ပြက်ပြက်သားသားဆန့်ကျင်ဖို့လိုပါတယ်ရွေးကဥပဒေလို့ခေါ်တဲ့ဒရိုက်တာမိုက်တီအပါဝင်လက်တလောဖန်ဆီးထားတဲ့အမှုပညာရှင်တွေကိုအေးအေးယူလိုက်တဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နောက်ရှက်ဟန်တာဖြစ်စည်းတာကနေကောက်ွယ်ပေးရဥပဒေကို အာနာသိန်းစစ်ကောင်းဆောင်ကဇူလိုင်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။စစ်တပ်ကအဲ့ဒီဥပဒေနဲ့အရေးယူတဲ့အမှုတွေကိုဝါရပြန့်သတင်းစာတွေကနေဖော်ပြလေရှိပြီးရွေးကောက်ပွဲကိုမဝေဖန်ရဲအောင်မဆန့်ကျင်ရဲအောင်ပြည်သူကိုအကြောက်တရားသွင်းပါတယ်။စေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုသဘိမ့်မှောက်ကြဖို့တိုက်တွန်းနေအတူရောင်ရွေးကောက်ပွဲကိုသဘိမ့်မှောက် ဖရယ်လန်ကိုရဲရဲရှောက်ဆိုတဲ့ခေါင်းစဉ်နဲ့စစ်အာဏာရှင်စန့်ကျင်လူမှုတပိတ်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့တဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ရဲ့တာဝန်ခံကိုမင်းလွင်ဦးကတော့စစ်အုပ်စုကသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကလက်မခံဘဲစန့်ကျင်မှာကိုကြိုသိတဲ့အတွက်အခုလိုမတရားတဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဂျပန်စစ်ကော်မရှင်နေနဲ့နိုင်ငံတိုက်ခိုက်အင်အားစုတွေကို ဟိုပြည်နေနှိမ့်ဆက်ပြီးတော့ဒီနိုင်ငံတက်ခံခေါင်းဆောင်တွေကိုဖန်ဆီးနိုင်ငံတက်ခံပါတီတွေကိုဟိုဖျက်သိမ်းပြီးတော့သူတို့ရုပ်ကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်အဲပြည်သူလူထုအနေနဲ့ကဘလို့မှလက်လက်ကံမှမဟုတ်ပဲနဲ့ဟိုအဲသူတို့လူလူမဲ့ရုပ်ကောက်ပွဲကိုနိုင်ငံရဲ့အန်တီဆက်တင်လာလိမ့်မယ်ဆိုတဲ့ဟာကိုသူတို့အဲကြိုသိဖို့ရတယ်အဲအဲကြောင့်ပဲသူတို့ရုပ်ကောက်ပွဲကိုကောက်ပွဲတဲ့ဥပဒေဆိုပြီးတော့ပြဌာန်းပြီးတော့ဒီပဇက်နဲ့ဒီရုပ်ကောက်ပွဲကိုဆက်ကျင်တုံးမှပဲအထောင်၃နှစ်လောက်ကြီးချလို့ရတဲ့အဲဥပဒေပြဌာန်းချက်မျိုးမတရား ိုပြတ်ခမ်းချက်တွေကအဟိုရှိလာတာပေါ့ဖြစ်လာတာပေါ့ဗျာဘွာရပြန်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုတော်လန်အမှုပညာရှင်တွေမြို့ပြအင်အားစုတွေနဲ့ပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီးတဲ့နောက်ကြော်ညာကုမ္ပဏီတွေကလည်းအဲ့ဒီတရုတ်ဆောင်တွေနဲ့မရိုက်ကူးတော့ဘူးဆိုတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်။နောက်ပြီးထိုင်းနိုင်ငံမဟာချိုင်းမှာတရုတ်ဆောင်တွေဝင်ပါဝင်တဲ့ဗျောဒဏ်ရုပ်ရှင်ကအပါအဝင် အဲ့ဒီအနုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကိုစန့်ကျင်ကြဖို့လှုံ့ဆော်မှုတွေရှိခဲ့တယ်လို့နိုဝင်ဘာလ၁ရက်နေ့မှာ ပြုလုပ်မဲ့အဆိုတော်ရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချူတင်မီတို့ပါဝင်တဲ့ဘန်ကောက်ကဖျော်ဖြေပွဲကိုလည်းပြည်သူတွေရဲ့သပိတ်မှောက်မှုကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။ကျမမြတ်သိစင်ပါရှင်။ပြည်သူကနာပြည်သူ